ိုင်းစင်မှုရှာနေမဲ့အစားဒီကောင်လေးကိုခွင့်ပေးကြဖို့ပြောနေကြပြီပရိသတ်များလုံးဝမြင်လာများ Red Diva Information ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာမန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာဟောင်ကောင်လေးစင်တဲ့နဲ့ခြေစွမ်းပွဲအပြီးမှာပဲယူနိုက်တက်အသင်းကိုတိုင်းစင်မှုရှာဖွေမဲ့အစားအသင်းမှာရှိနေတဲ့အကယ်ဒမီကျယ်ပွင့်ကစားမကြောက်ကိုခွင့်ပေးဖို့အတွက်တောင်းဆိုမှုတွေပြုလုပ်သွားခဲ့ကြတာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းဟာအေရှာတော်ဒုတိယမြောက်ခြေစွမ်းပွဲအဖြစ် မင်းညားကဟောင်ကောင်လေးစင်အသင်းနဲ့ဟောင်ကောင်မြို့မှာကစားခဲ့ကြတာဖြစ်ပါတယ်။ United ဟာဒီပွဲမှာလူငယ်လေးချီတိုအိုဘီမာတင်ရဲ့အတွင်းကုန်းတစ်ခုနဲ့အတူဟောင်ကောင်လေးစင်အသင်းကို၃ဂိုးနှစ်ဂိုးနဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။ United ဟာပြီးခဲ့တဲ့ရက်တုန်းက ASEAN All Star အသင်းကိုမော်လင်းနှလုံးသားအတွင်းကုန်းနဲ့ရှုံးနိမ့်ထားခဲ့တဲ့အတွက်ကမ္ဘာအလယ်မှာမျက်နှာငယ်ကြာဖြစ်ခဲ့ရပါတယ်။ Emery ဟာဒီနေ့ပွဲမှာတော့သူ့ရဲ့လူစင်းကိုစီနီယာနဲ့လူငယ်လေးရောနှောတဲ့ပုံစံနဲ့ပွဲထွက်လာခဲ့ပြီးပရာဘိုင်းလူစင်းမှာတော့ Bruno Fernandes, Casemiro, Alejandro Garnacho, Ramos Quailan တို့ကိုလူငယ်လေးတွေနဲ့ပွဲထုတ်ကဟောင်ကောင်ကိုယင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ပွဲစား9မိနစ်မှာတင်ဦးဆောင်ကိုရရှိခဲ့ပေမဲ့လည်းကန်စပယ်တို့တွင်းခဲ့တဲ့ဂိုးကလုံးကျုံနေခဲ့တာကြောင့်အောင်ပွဲခံခွင့်တော့မရခဲ့ပါဘူး။အဲဒီနောက်အောင်ကောင်ဘက်ကပွဲချိန်19မိနစ်မှာဂျူနင်ဟွန်ကဦးဆောင်ကိုတွင်းယူသွားခဲ့တာကြောင့်ယူနိုက်တက်တို့နှစ်ပွဲဆက်ရှုံးနေမလို့ဖြစ်ခဲ့ရပါတယ်။ဒုတိယမှာတော့ယူနိုက်တက်ဟာတင်းလုံးကိုလိုစားလဲပြီးတော့လူငယ်လေးတွေကိုခွင့်ပေးလာခဲ့ပါတယ်။ အဲ့တော့လူငယ်လေးတွေခွင့်ပေးခဲ့တဲ့အေမော်ရဲ့ဆုံးဖြတ်ချက်အမှန်ကန်ခဲ့ပြီးပွဲချိန်မိနစ်50မှာအော်ဗီမာတင်ကအသင်းအတွက်အခြေပါကုတ်ကိုပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။အဲ့တော့ United ဘက်ကတောင်းချောက်ဖျားပေးထားနိုင်ခဲ့ပေမဲ့အနိုင်ကိုရရှိဖို့တော့ရုန်းကန်နေရဆဲဖြစ်ပါတယ်။အဲ့တော့ပွဲချိန်ရှင်းဆန်းတဲ့မိနစ်မှာတော့အော်ဗီမာတင်က United အတွက်ဥဆောင်ကိုပြန်လည်သွင်းယူခဲ့တာကြောင့် Emery လည်းအသက်ရှူချခဲ့ရတာဖြစ်ပါတယ်။ဒီလိုနဲ့နားချင်းအခြေပေါ်မှာတော့အမတ်ရဲ့ဖန်နေပေးဖို့ကလည်း Aiden ဟင်ဘက်ကကောင်းတဲ့အဆုံးသတ်ပြီး United အတွက်အနိုင်သေးချာစီမဲ့ကိုကိုသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ United ပြည်သက်တွေအားဒီပွဲအပြီးမှာတော့အသင်းအနေနဲ့နေရာတွေအပြောင်းအရွှေ့ဈေးကမှာ အတိုင်းစင်မုံတေးတယောက်ခွင့်ယူမယ်အစားလူငယ်လေးချီတော်အိုဘီမာတင်ကိုခွင့်ပေးတဲ့လို့မှတ်ချက်ပြုပြောဆိုလာခဲ့ကြပါတယ်။ပြည်ထောင်စုကယူနိုက်တက်အနေနဲ့အတိုင်းစင်မုံရှာမရဘူးဆိုရင်အိုဘီမာတင်ကိုဦးစားပေးနေတဲ့အသုံးပြုတင်ပါတယ်။နောက်ရသည်မှာဘာအရောပါပွဲမှာကန်ဆာမရှိတာကြောင့်အိုဘီမာတင်ကိုတေချာလေးပြုစုပြောထောင်မယ်ဆိုရင်ဒီကောင်လေးအများကြီးတိုးတက်လာနိုင်ပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်။နောက်ထပ်ပြည်သက်တို့ကလည်းအော်မီမာနီယာအလားလာရှိတဲ့လူငယ်တိုင်းစင်ကစားမတယောက်ပါယူနိုက်တက်အနေနဲ့သူ့ကိုခွင့်ပေးဖို့တွေးတင်တယ်လို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ အခြားပြိသက်တူကလည်း Obi Martin အားဝိုင်လန်ကာနာဂျိုထက်တော့သာပါရင် United အနေနဲ့တိုက်စစ်မှုဝယ်မရသေးဘူးဆိုရင်ဒီကောင်လေးကိုအခွင့်အရေးပို့ပေးတင်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင် Obi Martin အားပြီးခဲ့တဲ့ နေရာဒီအပြောင်းရွှေ့ကာလာတုန်းကအာဆင်နယ်အသင်းကနေလက်တက်ကိုရောက်ရှိလာခဲ့သူဖြစ်ပါတယ်။သူကအာဆင်နယ်အသင်းမှာတည်းကတောင်းမဲ့မီကယ်တရရဲဆိုတဲ့ခြေစွမ်းမျိုးကိုပြသနိုင်ခဲ့သူပါ။လွန်နိုင်တက်ကိုရောက်ရှိလာခဲ့တော့လေလူငယ်အသင်းမှာခြေစွမ်းပြပြီးဂိုးတွေတဖုံဖုံသွင်းယူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ယူနိုက်တက်ဟာဒီနေရာဒီအပြောင်းရွှေ့ကာလာမှာတိုက်စင်မှုတရားကိုမဖြစ်မနေခေါ်ယူသွားဖို့လိုအပ်နေကြတာဖြစ်ပါတယ်။ယူနိုက်တက်အနေနဲ့အင်းဆွေတိုက်စင်မှုလေးရဲ့ဒီလိကိုခေါ်ယူမှုမအောင်မြင်ခဲ့ပြီးတဲ့နောက်တခြားတိုက်စင်ပြိမှတ်တခုကိုရှာဖွေနေတာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ယူနိုက်တက်အသင်းဟာနာပိုလီအသင်းရဲ့တိုက်စင်မှုဗီတာအိုဆီယန်ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။နာပိုလီဘက်ကကန်လန့်ရမှာတော့အိုဆ င်ဟန်အတွက် Quinlan Plus မွေးသားပေါင်သန်း40နဲ့ကမ်းလှမ်းသွားဖို့စီစဉ်နေတယ်လို့အင်္ဂလိပ်ခြေဆိုင်သတင်းစာတွေကတော့ဖော်ပြသွားခဲ့ပါတယ်။ဒီနေ့တော့တိုင်းစစ်ပြိုင်မဲ့ကစားသမားကိုအရခါလို့သွားနိုင်မလား။ပြည်သူကြီးကဘလို့ရထင်မြင်မိပါသလဲ။ကွန်မတ်မှာအမှတ်ချက်ပေးဆွေးနွေးသွားလို့ရပါတယ်။ဟုတ်ကဲ့ပါဗျာ။ဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှလည်းအားကစားနေပါတဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။